စိတ်ဓာတ်ခွန်အားဆိုတာဘာလဲဘဝခီလမ်းမှာကျွန်တော်တို့အားလုံးဟာအသက်ကြအနှိမ့်မြင့်တွေစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတာပါဒီခီလမ်းမှာတချို့သောသူတွေဟာဘလို့အခက်ခဲမျိုးနဲ့ပဲကြုံရပါစေခိုင်မာတဲ့ခြေလမ်းတွေနဲ့ရှေ့ဆက်နိုင်ကြပြီတချို့ကတော့လမ်းမှာပဲရက်တန့်သွားတာဒါမှမဟုတ်လက်လျှော့လိုက်တာမျိုးတွေဖြစ်တတ်ပါတယ်ဒီလိုကွာခြားချက်တွေရဲ့နောက်ကွယ်မှာဘလို့အစွမ်းသက်သက်တွေပုံကွယ်နေပါသလဲ ဲ့ဒါငွေကြီးအသက်ပညာဒါမှမဟုတ်ရုပ်ပိုင်းဆိုင်ရာ ခွန်အားမျိုးမဟုတ်ပါဘူးအဲ့ဒါကျွန်တော်တို့ရဲ့စိတ်ဓာတ်ခွန်အားပဲဖြစ်ပါတယ်စိတ်ဓာတ်ခွန်အားဆိုတာတကယ်တော့အမြင်နဲ့ခံယူချက်တစ်ခုဒါမှမဟုတ်စိတ်ရဲ့ကြံ့ခိုင်မှုတစ်ခုပါဒါပြေတနာတွေဖြစ်အားတွေနဲ့စိတ်ပြက်အားငြိမ်မှုတွေကြားထဲမှာတည်ငြိမ်စွာနဲ့ရင်မှန်းချက်စီကိုဆက်လက်ရှောက်လန်းနိုင်တဲ့စွမ်းရည်ကိုဆိုလိုပါတယ်လူအများစုကစိတ်ဓာတ်ခွန်အားကိုစိတ်ခံစားမှုမရှိတဲ့သူ ဒါမှမဟုတ်ဘယ်တော့မှမငိုရဲသူလို့ထင်သက်ကြပါရဲ့ဒါပေမဲ့အဲ့ဒါလုံးဝမဟုတ်ပါဘူးစိတ်ဓာတ်ခွန်အားရှိသူဆိုတာစိတ်မနာကျင်တက်တာဝမ်းမနေတက်တာမဟုတ်ပဲနာကျင်မှုဝမ်းနေမှုတွေကိုခံစားပြီးတဲ့အခါမှာအဲ့ဒီခံစားချက်တွေကနေတင်ယူပြီးအမြန်ဆုံးပြန်လဲထူထောင်နိုင်စွမ်းရှိသူတွေသာဖြစ်ပါတယ်စိတ်ဓာတ်ခွန်အားရဲ့အဓိကတော့ချက်၃ခုရှိပါတယ်ပထမတစ်ခုကတော့ခံနိုင်ရည်ပဲဖြစ်ပါတယ် ဘဝရဲ့ဒဏ်တွေကိုအတမာတက်အောင်ကြကြန့်ခံနိုင်စွမ်းကိုဆုလိုတာပါ။သင်ဟာအချိန်ပေါင်းများစွာပြိုလဲနိုင်ပါတယ်။ဒါပေမဲ့အချိန်တိုင်းပြန်ထနိုင်ဖို့ကအရေးကြီးပါတယ်။လဲကြတဲ့အခါအဲ့ဒီနေရာမှာဆက်အိတ်နေတာတဲ့ဘာကြောင့်လဲကျသွားတာလဲဆိုတော့ပြန်လဲတုံးသက်ပြီးပြန်ထဖို့အတွက်ခွန်အားရှာဖွေတာခံနိုင်ရရဲ့တဘောတရားပါစိတ်သက်ခွန်အားရှိသူတွေဟာအမားတွေလုံမိတဲ့အခါတောင်ရှုံးနေမှုလို့မမြင်ပဲတင်ငန်းစာတစ်ခု နောက်တစ်ကြိမ်စူးစမ်းဖို့အတွက်အချက်ပြမှုတစ်ခုလို့မြင်တတ်ကြပါတယ်။ဒုတိယတော့ချာတော့မိမိကိုယ်ကိုသိရှိခြင်းနဲ့စိတ်ခံစားမှုထိန်းချုပ်နိုင်စွမ်းပါပဲ။စိတ်ဓာတ်ခွန်အားရှိဖို့အတွက်ကိုယ်ပါရီခံစားနေရတယ်။ဘာကြောင့်ဒီလိုဖြစ်နေရလဲဆိုတာသိရှိဖို့လိုပါတယ်။မိမိရဲ့အားတာချက်အားနည်းချက်ဘလို့အချင်းတွေမျိုးတွေကကိုယ်ကိုစိတ်ဖြစ်စီစီတက်တယ်ဆိုတာတတိထားရပါမယ်။ပြီးတဲ့အခါစိတ်ခံစားမှုတွေကိုလုံးဝဖယ်ရှားပြစ်တာမျိုးမလုပ်ဘဲ စိတ်လိုက်မှန်ပါမတုတ်ပြန်မြအောင်ထိန်းချုပ်ရပါမယ်ဒေါသထွက်နေတဲ့အခါအဲ့ဒီဒေါသကိုချက်ချင်းအပြင်ထုတ်ပြတာထက်ခဏသာရက်တန့်ပြီးငါဘာကြောင့်ဒေါသထွက်နေတာလဲဒီဒေါသကိုဖော်ပြခြင်းကဘာအကျိုးဆက်တွေဖြစ်လာမလဲလို့စဉ်ချင်းသုံးသပ်နိုင်စွာစိတ်ဓာတ်ခွန်အားရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုပါတတရတော့ချရတော့အပြုတ်ဘောဆောင်နဲ့ဖွင့်ဖြူတိုးတက်တော့အသွေးခေါ်ပဲဖြစ်ပါတယ်စိတ်ဓာတ်ခွန်အားရှိသူတွေဟာသူတို့ရဲ့စွမ်းရည်တွေ ဉာဏ်ပညာတွေဟာအချိန်နဲ့အမျှကြိုးစားမှုသင်ယူမှုတွေကနေတဆင့်တိုးတဲ့ပြောင်းလဲနိုင်တယ်လို့ယုံကြည်ကြပါတယ်။ငါတောင်မလုံနိုင်ဘူးဆိုတဲ့အစားငါတောင်မလုံတတ်သေးဘူးလို့ပြောင်းလဲသွေးခေါ်နိုင်စွမ်းရှိပါတယ်။သူတို့အတွက်ကြရှုံမှုဆိုတာအဆုံးသက်မဟုတ်ပဲနောက်တဆင့်တက်လန်းဖို့အတွက်လိုအပ်တဲ့ပြင်ဆင်မှုတစ်ခုလိုရှုမြင်ပါတယ်။ဒါအရေးကြီးဆုံးပါပဲ။ဘာလို့လဲဆိုတော့ဒီလိုစိတ်သက်ရှိမှသာအခက်အခဲတွေကြုံတဲ့အခါလက်မလျှော့ပဲဆက်လက်စူးစမ်းခြင်းစိတ်ဖြစ်ပေါ်လာတာပါ။ စိတ်သက်ခွန်အားဆိုတာမွေးရပါပါလာတဲ့အရာမျိုးမဟုတ်ပါဘူး။ဒါလေ့ကျင့်တိဆောက်ယူရတဲ့စိတ်ကြွက်သားတစ်ခုလိုပါပဲ။ဒီကြွက်သားအောင်တန်မာလာအောင်ဘယ်လိုလေ့ကျင့်ရမလဲဆိုရင်ပထမဆုံးအချက်ကတော့ကိုယ့်ကိုယ်ကိုစိန်ခေါ်ပါ။အဆင်မပြေတဲ့အခါနဲ့စိတ်လက်မချမ်းသာတဲ့အခြေအနေတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့တက်တောက်တက်တာဇုံကနေရုံထွက်ပြီးနေ့စဉ်ဘဝမှာကိုယ့်ကိုယ်ကိုတင်းညဲ့တဲ့စိန်ခေါ်မှုအစ်စ်တွေပေးပြီးလေ့ကျင့်ယူပါ။ ုတိယအချက်ကတော့ရှင်လင်းပြတ်သားတဲ့ရေမှန်းချက်တွေထားရှိပါရေမှန်းချက်တွေဟာကိုသွားရမယ့်လမ်းကြောင်းကိုညွန်ပြပေးတဲ့မိအိမ်ရှင်ဖွဲ့ပါပဲခက်ခဲတဲ့အချိန်မှာဒီရေမှန်းချက်တွေကဘာအတွက်ငါဆက်လုပ်ရမလဲဆိုတဲ့မေးခွန်းရဖြေကိုပေးနိုင်ပြီးစိတ်တဲ့ခွန်အားကိုမြင့်တင်ပေးပါတယ်နောက်ဆုံးအချက်ကတော့ဂျေဇုတင်တတ်တဲ့စိတ်ထားနဲ့ကိုယ့်ရဲ့အောင်မြင်မှုတသေးလေးတွေကိုအသေးအမှတ်ပြုပါ နေ့စဉ်ဘဝမှာကိုပိုင်ဆိုင်ထားတဲ့အရာတွေအတွက်ကျေးဇူးတင်တဲ့စိတ်ထားအစိုးမြင်စိတ်ကိုရော့ကျစေပြီးအပြုတ်ဘောဆောင်တဲ့စွမ်းအားကိုတိုးပွားစေပါれ။ပြီးတော့နေ့စဉ်နေ့တိုင်းမှာကိုအောင်မြင်ခဲ့တဲ့အသေးငယ်ဆုံးသောအရာတွေကိုလည်းအသိမှတ်ပြုချင်းဖြင့်ကိုရဲ့တန်ဖိုးကိုမြင့်တင်နိုင်ပါれ။စိတ်ဓာတ်ခွန်အားဆိုတာချက်ချင်းတည်ဆောက်လို့ရတဲ့အရာမဟုတ်ပါဘူး။ဒါအချိန်ယူရပြီးစင်ဆက်မပြတ်စ조사အထောက်မှုလိုအပ်တဲ့ key တစ်ခုပါ။ဒီ key မှာသင်အားလဲကျနိုင်ပါれ။မာရွေးနိုင်ပါတယ် စိတ်ပြက်နိုင်ပါတယ်။ဒါပေမဲ့အဲ့ဓာတွေအားလုံးဟာတင်းကိုပုံမအားကောင်းလာစေမဲ့အတွေ့အကြုံတွေပဲဖြစ်ပါတယ်။ဘဝမှာတင်းလိုချင်တဲ့အောင်မြင်မှုပျော်ရွှင်မှုနဲ့ပြည့်စုံတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ဖို့အတွက်စိတ်ဓာတ်ခွန်အားဆိုတဲ့အုတ်မြစ်ဟာအရေးကြီးဆုံးဆိုတာကိုအမြဲတည်းရလိုက်ပါ။အဆုံးသင့်နားဆင်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်။နောက်နေ့တွေမှာတခြားအကြောင်းအရာတွေတင်ဆက်ဖို့အတွက်ပြန်လာခဲ့ပါမယ်။